ဇလန်လီရဲ့အဆောက်မှာတော့ចောင်းသား၃ယောက်ကသူတို့အခန်းကိုယုတ်တိရပြောင်းလာခဲ့တဲ့ចောင်းသားသည်ဖြစ်တဲ့ဇာကာမိုတိုဆိုတဲ့ចောင်းသားចောင်းကိုပြောဆိုနေကြပါလိမ့်။နောက်ပြီးအဲ့ဒီကောင်ကလီလုံးနဲ့ထွားသလိုအခုတလောចောင်းသူလေးတွေကြောင်းမှာတော်လီကိုရေပန်းစားနေတဲ့ကောင်ပဲလို့ဆိုပါရည်။မဆိုးသလောက်ကြည့်ကောင်းတဲ့မျက်နှာရှိတဲ့အချက်ကပဲသူတို့၃ယောက်ရဲ့ဆန်းတွေကိုတဖြည်းဖြည်းယောနေသွားစေခဲ့တယ်လို့ဆိုကဇာကာမိုတိုကိုဖြုတ်ချဖို့အတွက်ကြံစီနေကြပါလိမ့်။ဇာကာမိုတိုဆိုသူကတော့ဂါဂူဘန်ထက်တန်းចောင်းကိုပြောင်းလာတဲ့ចောင်းသားအသစ်တူဖြစ်ပြီးចောင်းသားတယောက်အနေနဲ့ပထမဆုံးကျောင်းစားတတ်တဲ့နေမှာရင်ဒီကျောင်းလုံးရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရသူတူပါ။ နောက်ပြီးသူ့မှာထူးခြားလွတ်တဲ့ style နေလဲရှိနေတဲ့ပြင်ဘာလို့လို့ထားကြနေတဲ့ကျောင်းသားတူလဲဖြစ်ပါရီအထက်တန်းကျောင်းသားတယောက်အနေနဲ့စတိုင်ချာလုံးနဲ့သူကတကြောင်လုံးရဲ့စိတ်ဝင်စားစရာတစ်ခုဖြစ်လာပြီးနောက်ဆုံးမှာတော့မတ်တက်ရက်နေနောက်မှာအထာချာလုံးနဲ့ကျောင်းသားတူဆိုကနာမည်ကြီးလာခဲ့ပါရီနောက်တစ်ခါမှာတော့စာကာမိုတိုကိုပညာပေးဖို့အတွက်ကျောင်းသား၃ယောက်ကအခန်းတကားဝမှာဘောပြတစ်ခုကိုညှက်ပြီးသူရဲ့ရန်သူတော်ကြီးဖြစ်တဲ့စာကာမိုတိုဝင်လာကိုစောင့်နေကြပါရီအတန်းလေးကမိန်းကလေးတွေကသူတို့ကိုအဲ့လိုမလုပ်ဖို့အတွက်တားနေကြပါပဲကျောင်းသားလူမိုက်၃ယောက်ကတော့နားမထောင်ခဲ့ပါဘူး ဒီလိုနဲ့စာကာမိုတိုအခန်းတကားဖွင့်ပြီးဝင်လာချိန်မှာတော့ဘော်ပြက်ကပြုတ်ကျလာပြီမင်းသူ့ရဲ့ခေါင်းပေါ်ရောက်မလာခင်လေးမှာရင်စာကာမိုတိုကအထာကြားကြနဲ့ဖမ်းပြလိုက်ကအားလုံးကို good morning လို့နှုတ်ဆက်လိုက်ပါတယ်ဒါကြောင့်မင်းအားလုံးကမျက်လုံးမျက်စံနဲ့ပြူသွားခဲ့ရပြီတခန်းလုံးကဝိုင်းအားပေးနေခဲ့ကြပြီမင်းကျောင်းသားလူမိုက်၃ယောက်ကတော့ဒါကိုမကြည်မနှက်ဖြစ်သွားကြပါတယ်အဲဒီနောက်မှာတော့သူတို့၃ယောက်ကစာကာမိုတိုထွက်သွားရလမ်းကြောင်းတစ်လျှောက်အနောက်ကနေတကောက်ကောက်လိုက်နေကြပြီစာကာမိုတိုကတော့ယောက်ျားလေးအိမ်သားတွေကိုဝင်သွားခဲ့တာပါဒါကြောင့်အားလုံးလည်းအနောက်ကနေလိုက်ရှောင်းကြည့်နေကြကြတာ ဇာဂါမိုတိုဝင်သွားတဲ့အင်တာဂန်လေးကိုရေဒီပတ်ထည့်လိုက်ပါလိ။နောက်ပြီးဘလို့လို့လို့သူတို့လက်ကနေလွတ်စရာအကြောင်းမရှိဘူးဆိုပြီးဟီမောကထွက်သွားခဲ့ပါလိ။ဒါပေမဲ့သူတို့အားလုံးထင်ထားသလိုမဟုတ်ပဲအင်တာတွေမှာတော့ဇာဂါမိုတိုကထီးတစ်ချောင်းကိုစောင်းထားခဲ့ပြီးဒါကမွေးရီချိုးတဲ့သဘောလောက်ပဲဆိုတာထိုင်နေပြန်ပါလိ။အင်းနောက်မှာတော့ဇာဂါမိုတိုတယောက်အင်တာတွေကနေထီးဆောင်းရက်သားနဲ့ပြန်ထွက်လာပြီးဒါပေမဲ့တော့ចောင်းသားလူမိုက်၃ယောက်လည်းပါဇက်အဟောင်းသားဖြစ်သွားကြပြန်ပါလိ။နောက်တစ်ခါမှတော့ဇာဂါမိုတိုတယောက်အတန်းလေးကိုဝင်လာခဲ့ပြီမြေသူရဲ့စာသင်ကောင်ကရှိမနေပြန်ပါဘူး ။ဒါကြောင့်သူကဟိုဆန်းဆန်းဒီဆန်းဆန်းလုံနေခဲ့ပြီးတကယ်တော့ဒါကလေလူမိုက်ចောင်းသား၃ယောက်ရဲ့လက်ချက်ပဲဖြစ်နေပြန်ပါလိမ့်။ဒီလိုနဲ့အတန်းမိုင်ဆရာဝင်လာချိန်မှာတော့သူကဇပွဲကိုမရှိတော့တဲ့စာကာမိုတိုကိုအစင်ပြေလာလို့မင်းနေခဲ့ပြီးတဖက်မှာလည်းចောင်းသူလေးတွေကတော့သူမတို့ရဲ့ဘေးနားလာထိုင်မှုအတွက်အလူရဲ့လမ်းခေါ်နေကြတာပါ။ဒါပေမဲ့ငနေကချက်ချင်းပဲစာသင်ခန်းပရင်းတကားဝါကိုဆွဲဖွင့်လိုက်ပြီးပရင်းမောက်ပေါ်တက်ထိုင်လိုက်ကအတန်းမိုင်ဆရာကိုသင်ခန်းစာစားလို့ရပြီဖြစ်ကြောင်းလှမ်းပြောလိုက်ပါရီထူးဆန်းလို့မိအထာကြလို့နဲ့ပြုတ်မှုတွေကြောင့ မိန်ကလေးတွေကလည်းပို့ပို့ပြီးတော့တက်တဲလို့ဖြစ်သွားခဲ့ကြတယ်။တစ်ဖက်မှာတော့လူမအကြောင်းသားတွေကသူတို့စီစဉ်ထားတဲ့အတိုင်းဖြစ်မလာတဲ့အတွက်ဖူကုန်းကြပါရည်။နောက်တစ်ခါမှာတော့ဆက်လက်ထိုင်တောင်းနေတဲ့ကျောင်းသားလူမိုက်၃ယောက်ကိုတွေ့မြင်ရမှာဖြစ်ပြီးသူတို့ကစာကောင်မှုတို့အကြောင်းကိုပြောဆိုနေကြပါရည်။နောက်ပြီးဒေါသထွက်ဆရာကောင်းနဲ့လေးလုံးကောင်စာကောင်မှုတို့ပြောင်းလာခဲ့တဲ့အလေတန်းကျောင်းရဲ့နာမည်ကိုစုံစမ်းမှုအတွက်အကြံထုတ်နေကြတာပါ။အဲဒီနောက်မှာတော့တယောက်ကသူတို့ရဲ့အနုနီးလန်းစင်တွေအတိုင်းမလုပ်ဖြစ်စာကောင်မှုတို့ကိုတကယ်ကြီးဝိုင်းထိုးချဖို့အတွက်အကြံပေးလိုက်ပါရည်။အဲဒီချိန်တစ်ဖက်ကတန်းနေမှာတော့စာကောင်မှုတို့တယောက်စာသင်ကုန်ကိုတန်းရှင်းလုပ်နေပါရည်။ ဒီလိုနဲ့အခန်းဝကိုចောင်းသားတယောက်ကရောက်လာပြီးဇာကာမိုတိုကိုမနှက်ပြန်သင်ခန်းစာအတွက်ဆရာကမင်းရဲ့အကူအညီလိုအပ်တယ်ဆိုပြီးတော့မဝေမယဲနဲ့လာပြောပါရီနောက်ပြီးအတန်းချိန်ပြီးတာနဲ့တိတ်ပန်တက်ခွဲကန်းကိုလာရောက်ဖို့အတွက်မှားလိုက်ကြောင်းပြောကပြန်ထွက်သွားပါရီနောက်တစ်ခါမှတော့တိတ်ပန်တက်ခွဲကန်းတကားဝအရှိကိုရောက်ရှိနေတဲ့ဇာကာမိုတိုကိုတွေ့မြင်ရမှာဖြစ်ပြီးသူကအခန်းတကားဝကိုခောက်နေခဲ့တာပါတကားပွင့်သွားချိန်မှာတော့ဇာကာမိုတိုကအထဲကိုဝင်သွားဖို့ဆုံးဖြတ်လိုက်ပေမယ့်ယိုဒီရဲ့ចောင်းသားလူမိုက်တူဦးရဲ့ဆွဲခေါ်ခြင်းကိုခံလိုက်ရပြီးလဲကျသွားခဲ့ပါရီအဲဒီနောက်မှာတော့ចောင်းသားလူမိုက်၃ယောက်က ဆာကာမိုတိုကိုကျိုးရီနဲ့တုံအောင်ထားလိုက်ကသူတို့ကအခုလိုမျိုးအញ្ញံခံတဲ့အတွက်ဆာကာမိုတိုကိုကျေးဇူးတင်ကြောင်းပြောနေခဲ့ပါရီနောက်ပြီးမင်းကဘယ်လေရန်ချောင်းကနေပြောင်းလာခဲ့တဲ့ကောင်းလေးဆိုပြီးတော့စတင်မေးမြန်းမှာတော့ရီဒါပေမဲ့ဆာကာမိုတိုကတော့တီးကြတဲ့အဖြေကိုမပေးဘဲသူကကိုပိုင်ချောင်းတစ်ခုကထွက်လာချောင်းသာပြန်ဖြေလိုက်တာပါဒါကြောင့်ခေါင်းဆောင်ဖြစ်သူကဒေါသထွက်သွားပြီသူတို့ကိုလိန်နေတဲ့ဆာကာမိုတိုကိုတိတ်ပန်တခွဲကန်းလေးကဈေးယူရီနဲ့အစမ်းသက်ခံလို့ဖို့အတွက်ဆုံးဖြတ်လိုက်ပါရီဒါအပြင်ဖင်မြောင်တဲ့ဓာတ်ပုံတွေကိုလည်းသူ့ကိုကျွေးနေတဲ့တန်းလေးကကောင်းမလေးတွေစီကိုအကုန်ဖျက်ပြစ်မယ်ဆိုပြီးတော့ချိန်ချောက်ပါရီ အဲဒီနောက်မှာတော့ခေါင်းဆောင်ဖြစ်သူကစာကောင်မှုတို့ကိုဖုန်းကင်မရာနဲ့တစ်ချက်ချက်ရိုက်နေပြီးအဲဒီချိန်ရုတ်တရက်ညှော်နှန်းတစ်ခုကိုရရှိလိုက်ပါတယ်။ဒါကြောင့်သူကချက်ချင်းပဲအနမ်းရရှိရာနေရာကိုလမ်းကြည့်လိုက်ချင်းသူတို့တောက်ထားတဲ့ secret ကြောင့်လောင်နေတဲ့မီးပုံကြီးကိုတွေ့လိုက်ရပါတယ်။တန်းနိုင်သမျှနီလန်းကိုအသုံးပြုပြီးမီးငိမ့်မှုလုပ်ပေးမယ်။အလုံးမဖြစ်တာကြောင့်၃ယောက်သားလေးစာကောင်မှုတို့ကိုပြစ်ထားခဲ့ကတခွဲခဲကနေထွက်သွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့ထူးဆန်းစွာနေပဲစာကောင်မှုတို့အခန်းထဲကိုဆွဲခေါ်ခံလိုက်ရတော့ကတကားဝကိုကမ်းလန်းဖြတ်ပိတ်တယ်လို့ဖြစ်သွားခဲ့တဲ့ဓမြစီကြောင့်လုံးဝဖွင့်လို့မရခဲ့ပါဘူး။ ဒါကြောင့်သူတို့ကစီနီယာဖြစ်သူဟာယာဘူဆာစီကိုဖုံးလန်းဆက်ပြီးအကူအညီတောင်းမှုလုပ်လိုက်ပေမဲ့လေကန်ဆိုးစွာနေပဲဖုံးကအာကုန်သွားပြန်ပါရီအဲ့ဒီချိန်ဆောက်ကမူတို့ကဒီလိုမျိုးရောက်ရက်ခတ်နေမယ်ဆိုရင်အကုန်လုံးမီးလောင်မီးသေးကုန်ကြတော့မယ်ဆိုပြီးတော့လမ်းပြောပါရီနောက်ပြီးသူတို့အလုံးရောက်ရှိနေတဲ့နေရာကတက်ခွဲခန်းဖြစ်တာကြောင့်မြင်မြင်သမျှအေးပလင်းနေနဲ့မီးတဲကိုပြစ်ပေါက်လိုက်မယ်ဆိုရင်အကုန်လုံးမာလကီရောက်ကုန်နေမယ်ဆိုပြီးတော့ရှင်းပြလိုက်ပါရီအဲ့ဒီနောက်မှာတော့ဆောက်ကမူတို့ကသူ့ရဲ့ကုတ်အင်ကြီးကိုဆွဲချလိုက်ပြီးလောင်နေတဲ့မီးပုံကြီးနာအရှိနောက်ကခုန်နေကလေရုကိုဖန်နေနေပါရီ တဖက်မှာလေဒါကိုမြင်လိုက်ရတဲ့ခေါင်းဆောင်ကစာကာမူတူတယောက်လီကိုအုံပြုပြီးမိကိုငြိမ်းသက်ဖို့ကြိုးစားနေကြောင်းနားလေသွားကဝင်ရောက်ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီချိန်တဖက်မှာတော့ဆရာဆရာမတွေကစူညံနေတဲ့အပေါ်ဒက်ကအတန်နေကြောင်းထူးဆန်းနေကြချိန်လူမိုက်၃ယောက်နဲ့စာကာမူတူကမိဘုံဘေးကကာခုံနေပါတယ်။နောက်ပြီးဒီကြောင်းရဲ့လက်ရွေးစင်ဖိုက်တာ၃ယောက်ဖြစ်တဲ့သူတို့ရဲ့အစွမ်းတွေကိုလည်းအထင်မသေးနဲ့လို့ဆိုပါတယ်။အဲဒီအချိန်အခန်းထဲကိုဆရာကရောက်ရှိလာခဲ့ပြီးမိဘုံဘေးမှာကာခုံနေတဲ့၄ယောက်သားကိုတွေ့ရှိလိုက်ရကဗဇက်အဟောင်းသားဖြစ်သွားခဲ့ပါတယ်။ နောက်တစ်ခါမှာတော့ဆရာဖြစ်သူကဆာကာမိုတိုကိုမိလောင်ရခြင်းအကြောင်းရင်းကိုမေးမြန်းနေပြီးဆာကာမိုတိုကတော့တီးကြတဲ့အဖြေကိုမပေးခဲ့ပါဘူး။ဒါပြင်သူကကားခုံကြီးနီးစနစ်ကိုအသုံးပြုပြီးစူညံတန်ကိုဖန်တီးလိုက်ကဆရာဆရာမတွေရဲ့အကူအညီကိုတောင်းခံခဲ့ကြောင်းရှင်းပြလိုက်ပါတယ်။ဒါကြောင့်လူမိုက်ကောင်းဆောင်ကလည်းအံ့ဩသွားခဲ့ရပြီးဆာကာမိုတိုတယောက်ဒီတစ်ခေါက်လဲသူတို့ကိုညံနေညံတတ်တွေအသုံးချပြီးအသက်ရှင်အောင်ကြိုးစားသွားခင်မှနားလေသဘောပေါက်သွားခဲ့ပြန်ပါတယ်။ဒီလိုနဲ့ဆရာဖြစ်သူကစာကာမိုတိုကိုဓာခွဲကန်းကိုခွင်းပြုချက်မရှိဘဲဝင်ရောက်ခဲ့တဲ့အတွက်ထူးချေလွာတင်မှုအတွက်အမိန်ပေးလိုက်ကရုံးငန်းထဲကိုလိုက်ခဲ့လို့ပြောတာထွက်သွားပါသည် ဒါကြောင့်မလို့စာကမူတူကလေးပဲဆရာဖြစ်သူနောက်ကိုလိုက်သွားဖို့အတွက်ဆုံးဖြတ်ကအခန်းထဲကနေအထာကြကြထွက်သွားပါရီညနေခင်းကျောင်းဆင်းချိန်မှာတော့ကျောင်းသားလူမိုက်၃ယောက်ကထုံးစံတိုင်းစာကမူတူရဲ့အကြောင်းကိုပြောဆိုနေကြပြီးဂေါ်လာဟာလာတွေတိုင်းသူတို့ကိုအနိုင်ယူသွားခဲ့တာပဲဆိုတာချီးကျူးနေပါရီမုံတိုင်းထန်နေတဲ့ညနေခင်းတစ်ခုမှာတော့စာကမူတူတယောက်ထီးတစ်ချောင်းနဲ့အိမ်ပြန်လန်းကိုခက်ခက်ခဲခဲပြန်နေရပါရီအဲ့ဒီချိန်ယုတ်တိရဲ့သူကဒဏ်ရာရသွားတဲ့ငှက်ကလေးတစ်ကောင်ကိုမြင်လိုက်ရပြီးငှက်ကလေးကလီမုံတိုင်းနဲ့ပါသွားခဲ့တာပါ ကြောင့်သူကချက်ချင်းပဲလိုက်လံကဲတင်မှုဆုံးဖြတ်လိုက်ပြီးဂျီကိုအသုံးပြုကောလီဘောကိုပြန်တက်သွားရင်အသက်ဘေးရဲ့နေရာကနေလွမြောင်းအကူအညီပေးလိုက်ပါရီနောက်တစ်ခါမှာတော့ဆေရာဆိုတဲ့ចောင်းသားတယောက်ကသူ့ရဲ့ပုံပါဝင်လာတဲ့မဂ္ဂဇင်းစာအုပ်ကိုចောင်းသူလေးတွေကိုပြနေခဲ့ပါရီနောက်ပြီးတော့သူက fashion နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ကောင်းမလေးတွေပေါ့စိတ်ဝင်စားလာအောင်အမျိုးမျိုးဆွဲဆောင်နေပါရီအဲဒီချိန်ယုတ်တရက်အတန်းလေးကိုចောင်းသူတယောက်ကဝင်လာခဲ့ပြီးဖြစ်ချင်တော့မနေ့တုန်းကစာကာမိုတိုတယောက်လီဘောပြန်နေတဲ့အကြောင်းသတင်းစာထဲမှာပါလာခဲ့တာပါဒါကြောင့်ចောင်းသူအကုန်လုံးကစာကာမိုတိုကိုဝိုင်းအောင်မိမြင်နေခဲ့ပြီး ဆရာကတော့သူ့စီကနေဆော်လီရီရဲ့အာယုံဆိုင်မှုကိုလူယူသွားတယ်။ဆာကာမိုတိုကိုအနိုင်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ဆရာတယောက်ဆာကာမိုတိုကိုစာသင်ချိန်ဒီမှာရောအားကစားချိန်ဒီမှာရောအမျိုးမျိုးအနောက်ရှက်ပေးနေခဲ့ပေမယ့်ဆရာကြီးဆာကာမိုတိုကတော့အထာကြကြနေပဲဘေးသမားဒုက္ခတွေကိုအကွက်ဆန်းနေသုံးပြီးတော့စားတိုက်ရှောင်နေနေခဲ့ပြန်ပါတယ်။နောက်တစ်ခါမှာတော့စာသင်ခန်းလေးကိုပြားတကောင်ဝင်ရောက်လာခဲ့တာကြောင့်အတန်းသူအတန်းသားအကုန်လုံးအော်အော်တောင်းနေဖြစ်ကုန်ကြပါတယ်။အဲ့ဒီချိန်ဆရာဖြစ်သူကသူ့ရဲ့တပည့်တွေကိုကိုအင်းကြီးတွေကိုချုပ်ခိုင်းလိုက်ပြီးပြားကအမဲရောင်ဆိုရင်တုတ်တက်တဲ့သဘောဝရှိကြောင်းရှင်းပြလိုက်ပါတယ်။ ဒါကြောင့်မလို့ဆေရာပေါဝင်ကျောင်းသူကျောင်းသားတွေကလည်းသူတို့ရဲ့ကိုယ်အင်ကြီးအဖေရောင်တွေကိုကိုစီချွတ်ချလိုက်ပြီးဗျားထုတ်ခံရမယ့်ဂိမ်းကနေကာကွယ်ဖို့ဆုံးဖြတ်လိုက်ကြပါပြီ။ဒါပေမဲ့ထူးဆန်းစွာနေပြီးအတန်းနောက်မှာထိုင်နေတဲ့ဆာကာမိုတိုကဆေရာကိုတုတ်ဖို့ကြိုးစားနေတဲ့ဗျားကိုထောက်ချွန်နဲ့လှမ်းဖမ်းလိုက်ပါတယ်။အဲဒီနောက်မှာတော့ဗျားပြင်းတဲ့ဆာကာမိုတိုတို့နှစ်ယောက်ကြားအပြင်းထန်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီးနောက်ဆုံးမှာတော့ဆာကာမိုတိုကသူ့ရဲ့အထူးတိုက်ကွန်းနဲ့ဗျားကိုအနိုင်ယူကပြန်လည်လွတ်ပြေးလိုက်ပါတယ်။ဒါကြောင့်မလို့ဆေရာပေါဝင်ကျောင်းသားအလုံးလည်းပျော်ရွှင်သွားခဲ့ကြပြီး ဆေရာကတော့သူ့ရဲ့ဟာတာအစွမ်းကိုအသုံးပြုကအားလုံးရဲ့အာယုံဆိုင်မှုကိုပြန်ရယူဖို့ကြိုးစားခဲ့ပေမယ့်အဒမ်မော်ရီရဲ့စိတ်ပြတ်ခြင်းကိုသာခံလိုက်ရပါတယ်။ညနေခင်းကြောင်းစင်းချိန်ရောက်မှတော့ဆေရာကသူ့ရဲ့အိမ်မက်ဖြစ်တဲ့ဟာတာတရုတ်ဆောင်ဖြစ်လာဖို့အတွက်သူနဲ့တဖွဲ့ရဲနေပြီးကူညီပေးဖို့ဆာကာမိုတိုကိုယင်ဖွင့်နေပါတယ်။ဒါပေမဲ့ဆာကာမိုတိုကတော့သူ့ကိုဖျားလို့ကိုကိုွယ်နေမယ်စာကိုကိုကိုအားကိုးဖို့အတွက်သာအကြံပြန်ပေးနေကြတာပါ။ဒါကြောင့်ဆေရာလေးဆာကာမိုတိုကိုအနောက်ကနေပိတ်ရိုက်လိုက်ပြီးဆာကာမိုတိုကတော့ရှောင်ထွက်သွားခဲ့ပါတယ်။ နောက်ပြီးသူ့ရဲ့မျက်မှန်ကိုအထာကြကြပင့်တင်လိုက်ရင်ဂန်လမ်းမှုကိုညင်းပယ်ကြောင်းရှင်းပြလိုက်ကဇလန်နီကလည်းတခန့်ရက်သွားခဲ့ပါသည်